အားလုံးပဲမင်္ဂလာပါဗျနှစ်သက်ကဆလို့ကျွန်တော်တို့အဆင်ပြေမှုအောင်မြင်မှုတွေတိုးတက်မှုတွေရနိုင်ပါစေလို့ကျွန်တော်ပထမဦးစွာဆုတောင်းအပ်ပါတယ်အဲ့တော့နှစ်ဆန်တရက်ကကျွန်တော်တို့ဂျာတာပရီနေဖြစ်တယ်အဲ့တော့ဂျာတာပရီနေဖြစ်တဲ့အတွက်ဂျာတာပရီစမ်းသောနှစ်လို့ပြောလို့ရတယ်အဲ့တော့ဂျာတာပရီစမ်းတဲ့နှစ်မှာကျွန်တော်တို့အနေနဲ့နဝင်းအားရရှိစေတာကတနင်္လာဖြစ်တယ်အဲ့တော့တနင်္လာနဲ့ပတ်သက်တာတွေကကျွန်တော်တို့က အကောင်းဆုံးကတနင်္လာမြစ်တာတရားတနင်္လာရေဓာတ်เนาะရေကိုစွမ်းအားကိုပြီးတယ်ပေါ့နော်နောက်ပြီးတနင်္လာငွေကြေးပါအဲ့တော့တနင်္လာစမ်းတော့နေ့ရောက်နေပြီဆိုရင်ကျွန်တော်တို့ကဗမာဆိုတရား၄ပါးမှာဟန်ညံ့ညင်ကြီးရှိဖို့လိုတယ်ဆိုပေမဲ့မြစ်တာအားကြီးဖို့လိုတယ်နှဲလို့ပြောတာဒါကြောင့်ပဲကျွန်တော်တို့မြစ်တာကမထန်စီပြန်ပြီးတော့ဒီတစ်နှစ်လုံးနေတာမြစ်တာတုတ်တွေညွတ်နေတာ နော်အရက်ဆက်မဲ့နာမေတ္တာပို့တွေမေတ္တာပို့နေတာအော်မေတ္တာဓာတ်လေးနဲ့နေတာကဒီတစ်နှစ်လုံးတော်ရုံအညအစိုးဝင်မှာမဟုတ်ပါဘူးဒါတနင်္လာဆန်းတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်နောက်ပြီးတနင်္လာဆိုတာရေကြိုဖြစ်တဲ့အတွက်ဒီနှစ်တစ်နှစ်လုံးရေနဲ့ပတ်သက်တဲ့အလှူလေးတွေကိုကျွန်တော်တို့များများလှုပ်ပေးစေချင်တယ်ဟိုအထူးတလည်လိုက်လောက်ရမယ်ဆိုလိုတာမဟုတ်ပါဘူးအိမ်မှာရှိတဲ့ဖះရောပဲဖះတောက်တော်ရေတွေကတ်ပေးတာမျိုးကျွန်တော်လူတစ်ယောက်တောင်မှတနေ့ကို2လီတာလောက်ရေတောက်ကြတာဗျာ ဲ့တော့ဖျားတောက်တော်ကြီးဖလားဆိုလဲဘာပဲဖြစ်ဖြစ်၃ချိန်၄ချိန်လဲပေးနေရောမရဘူးလားရတာပဲအဲ့တော့ဖျားတောက်တော်ကြီးမကြခဏလဲပေးတာမျိုးလုတ်ပေးစေချင်ပါတယ်နော်ဒါဘာမှအပန်းကြီးတဲ့ကိစ္စမျိုးမဟုတ်ဘူးနောက်ပြီးတနင်္လာဆိုတော့ငွေကြီးအားလုံးယူဆတာလည်းငွေကြီးဖြစ်တယ်အဲ့တော့တနင်္လာကျိုးအားကောင်းနေတဲ့နှစ်ရောက်ပြီဆိုရင်တက်နိုင်သေးရဲ့ကျွန်တော်တို့ကငွေကိုအလှလေးလုတ်ပြီးလှူတဲ့ အငွေးကိုဘလို့အလှလေးလုပ်ပြီးလှတဲ့လဲဆိုတာကျွန်တော်တို့ကကိုရလာတဲ့ငွေကြီးလာတာပတ်စံငွေဓာတ်ဒီအကုန်လုံးကိုကျွန်တော်တို့ကမိဘတွေနဲ့နှီးဆက်နေတဲ့လူမျိုးဆိုရင်ကိုယ်တိုင်ငွေသွားပြီးတော့မိဘတွေကိုလာနေထောက်ပံ့တာမျိုးလုပ်ပါဒါပါတော့ကျွန်တော်ကနိုင်ငံသားရောက်နေလို့အမေဖောက်မထောက်ပံ့နိုင်ဘူးအဝေးရမို့လို့ငွေသားဘဏ်ကနေလွှဲပေးလိုက်တယ်ဒါကတပိုင်းပါမိဘတွေနဲ့လည်းတမျိုးတည်းနေတယ်နော်အမေဖောက်ဒီလည်းမသွားကျင်တာနဲ့အမေဖောက် ဘဏ်အကောက်ကနေ KB ကနေလှမ်းလွှဲလိုက်တာမျိုးထက်စာရင်မိဘအောင်ငွေကြီးလက်ထဲထည့်ပြီးကိုယ်တိုင်ကတော့တာကဒီနှစ်ကပို့ပြီးထိရောက်တယ်အချို့ကြတော့အမေဖောက်ပစ္စည်းကြီးတွေအများကြီးထည့်ပြီးတော့ငွေသားအသိမပါတဲ့လူမျိုးတွေလည်းတွေ့ဘူးတယ်အာအမေကတော့ကျွန်တော်တို့စန်တေးစီတဘုံတော့ထောက်လိုက်မယ်နောင်ငွေတော့မပေးဘူးဆိုတဲ့လူမျိုးတွေဒီနှစ်မှာတက်နိုင်တဲ့လူကြီးတို့မတွေကတော့အမေသူတွေကိုငွေကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ပို့ပြီးတော့လှူတင်တယ်ပို့ပြီးကြောတင်တယ်လို့ကျွန်တော်ပြောလို့တာဖြစ်တယ်။နောက်တစ်ချက်ကကြတော့အိမ်ကဖះမှာတက်တက်မှတ်မှတ်လေးနဲ့နော်ဖန်ခွက်အကြည်လေးဘာပန်းမှဘာကတုံးမှမပါဘဲနဲ့ဖန်ခွက်ကြည်လင်နေတဲ့လှပနေတဲ့ဖန်ခွက်လေးတစ်ခွက်လိုတယ်။အဲ့ဒီဖန်ခွက်လေးမှာကျွန်တော်တို့ငွေဆက်ကိုလေးကိုပေါ့9000တော့၎င်း10000တော့၎င်း1000တော့၎င်းကြော့လေးထိုးပြီးအဲ့ဒီငွေဖလားတယ်နော်အဲ့ဒီငွေဖန်ခွက်လေးတဲထည့်ထားလိုက်နော်ထည့်တဲ့ခါကျရင်လေကျွန်တော်ဘယ်အတွက်ဘယ်အတွက်လှူဖို့ရည်ရွယ်ပြီးဖះမှာခဏ လှူဒါန်းခြင်းဖြစ်ပါတယ်။ဒါပါတော့ကျွန်တော်တို့ကလောက်ကိုရင်ဘယ်ပရာဟိတမှာသွားလှူမယ်။နော်။ဘယ်ဆေးုံဆေးကမှာသွားပြီးတော့လှူမယ်။ဘယ်မိဘမဲ့အကြောင်းမှာလှူမယ်။ဒီလိုမျိုးစိတ်လေးနဲ့ရည်ရွယ်ပြီးတော့ပတ်စံလေးတွေကိုကတော့တို့အဲ့ဒီကျွန်တော်ခုနကပြောတဲ့ဖန်ခွက်အကြည်လေးတဲထည့်ပြီးဖះမှာလှူထားစေခြင်းနဲ့။နော်။ဒါရီယာတာတာပရီစမ်းနဲ့နှစ်မှာတင်းတင်းလာအားကောင်းနေတာဖြစ်တဲ့အတွက်အဲ့ဒါလေးကျွန်တော်တို့လုတ်ပေးနိုင်ပို့ကောင်းပါတယ်။ပို့ကောင်းပါတယ်။ဒါအပြင်ကျွန်တော်တို့ဒီနှစ်မှာ ဘလို့ဟာတွေကပို့ပြီးတော့အားကောင်းသေးလေတဲ့အင်္ဂါချိုအင်္ဂါချိုဟာဒီနှစ်မှာအားကောင်းတာဖြစ်တဲ့အတွက်သုံးကနန်းကိုကျွန်တော်တို့ကမေ့လို့မရဘူးနော်သုံးကနန်းကိုမေ့လို့မရဘူးသုံးကနန်းကဒီနှစ်ကအားကောင်းစေတဲ့နှစ်ဖြစ်တယ်ဒါဆိုသုံးနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ကမေ့လို့မရဘူးလို့ပြောတာအားကြောင့်ဒီလိုနှစ်ပိုင်းတွေကတတ်နိုင်သူတွေတဏ္ဍဂုံ၃ပါးကိုအားတိုင်းနှုတ်ကရွတ်နေတာမျိုးတွေနော်ပြီးရင်ကိုပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုတက်စာပြုတာမျိုးတွေဒါတွေကိုအမြဲလုပ်တတ်ပါတယ် ဒါတွေကိုအမြဲလုံနိုင်နေဆိုရင်ပို့ပြီးတော့ကျွန်တော်တို့အဆင်ပြေမှုကံကောင်းမှုတွေရပါလိမ့်မယ်အဲ့တော့စာတပရိစမ်းတဲ့နေ့မှာညံ့နေတဲ့ဂျိုတွေကဗုဒ္ဓဘူးဂျိုတွေဖြစ်တယ်တဲ့ဗုဒ္ဓဘူးဂျိုတွေအားနေတယ်ဒါကြောင့်ဗုဒ္ဓဘူးဂျိုအားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလိုနှစ်ပိုင်းနေမှာနားမလဲပါမလဲတဲ့ကိစ္စတွေကိုလူတော်တော်များများဘာမှမလုပ်တာကောင်းပါတယ်အလိန်ခံရဖို့ຢာကင်တော့များတဲ့နှစ်ပါတော်တော်များများမကျွမ်းကျင်တဲ့နယ်ပယ်ကိုသွားလုံးမရင်အလိန်ခံရတာမျိုးအများကြီးရှိနိုင်တဲ့ နယ်ပယ်အသီးတွေမှာအွန်လိုင်းကရောမြေပြင်မှာရောလိန်နိုင်မှုဂျာဂိုင်နှုံးတွေများတဲ့နှစ်ဖြစ်တဲ့အတွက်တန်းနိုင်တွေနားမလဲတဲ့ကိစ္စဆိုနားလဲတက်ကြွန်းလူတွေနဲ့တိုင်ပင်မှာလို့ကျွန်တော်တို့ပြောလို့တယ်နောက်ပြီးတော့ဒီနှစ်ကစနေဂျိုကလည်းဗုဒ္ဓဘုနဲ့ပတ်သက်ဆက်နွယ်ပြီးဆက်ဆက်ပြီးအားနည်းနေတာဖြစ်တဲ့အတွက်စနေဂျိုအားနည်းပြီဆိုရင်ကျွန်တော်တို့ကဟိုအရန်ကြီးမသိတဲ့ဒဇိန်တရံတွေလူမျိုးကြားဘာသာကြားတွေနဲ့ပတ်သက်ဆက်နွယ်ပြီးတော့ နည်းနည်းလေးဆက်ဆံတဲ့အပိုင်းမှာတတိထားဖို့လိုတယ်။အဲ့တော့အရင်နေ့ကတိနေတဲ့လူမျိုးတွေကိုပြောတာမဟုတ်ဘူး။အခုမှစတွေ့ရယ်။အခုမှသူနဲ့ဆက်ဆံရတာတစ်ခါနှစ်ခါလောက်ပဲရှိသေးတယ်။အဲ့အဲ့လိုလိုယုံပြီးတော့တခုခုလုံပေးလိုက်တာမျိုးတွေတခုခုငွေချီးလိုက်တာမျိုးတွေဒီလိုမျိုးတွေမှာတတိထားဖို့လိုတယ်။ဒါကြောင့်ပဲဒီဇိန်းတရံတွေလူမျိုးသားတွေဘာသာကြားတွေနဲ့ပတ်သက်ဆက်နွယ်ပြီးဒီနှစ်မှာအယံကာရောယုံကြည်လိုက်လို့မရဘူးအယံကာရောသွားပြီးသူတို့တွေကိုကိုယ့်ရဲ့ စ္စည်းဥစ္စာပုံအပ်လိုက်လို့မရဘူးဆိုတာကိုတော့ကျွန်တော်တို့သိစေချင်ပါတယ်။ဒါကတော့ဒစိမ့်တရားပေါ့ဘယ်သူမဆို။တော့ဘယ်သူမဆိုဒါလေးတစ်ချက်ကိုလည်းသိစေချင်တယ်။နောက်ပြီးကြာတာပရိဆိုတာကျွန်တော်တို့ကပညာကျိုးပါ။ပညာကျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ပညာစမ်းတဲ့နှစ်ပညာအားကောင်းတဲ့နှစ်လို့ပြောတယ်။ဒါကြောင့်ပညာနဲ့ပတ်သက်တဲ့ကျိုးဟာအားကောင်းနေတာဖြစ်တဲ့အတွက်တကယ်ကိုဒီလိုနှစ်မျိုးတွေဟာကိုယ်တင်ရင်နဲ့တက်ချင်တဲ့တန်တန်းမျိုးတွေတက်တာမျိုးတွေပညာရဲ့တစ်ခုခုတိုးဝအောင်လို့ကျွန်တော်တင်လိုက်တာမျိုးတွေပညာနဲ့ပတ်သက်ဆက်နွယ်ပြီး တူးသားလို့တဲ့စိတ်ရှိတဲ့လူတွေအတွက်ဒီနေ့ကရလက်ကောင်းနိုင်တာဖြစ်တဲ့အတွက်ငါငါတစ်စက်မြင့်တဲ့ပညာတွေထက်တက်ရမယ်။ငါဒါဘွဲလုံးတွေတက်တက်ရမယ်။ငါစကောလာရှစ်တွေလျှောက်ပြီးငါနိုင်ငံခြားသွားခြင်းတယ်။ပညာနဲ့ပတ်သက်ပြီးတခုခုတော့ငါတဏှာရာလေးမှာရအောင်စာတီဖိကိတ်လေးတခုရအောင်အဲ့လိုဘွဲလေးတခုရအောင်ငါပညာကြီးနားရတာကြာပြီဒီချိန်မှာငါပညာကြီးပြန်ကြိုးစားကျင်တဲ့လူတွေအတွက်တိတ်ကောင်းတဲ့နှစ်တစ်ခုဖြစ်ဒီနှစ်ကိုတွေ့ရတယ်။ဒါကြောင့်ပညာကြီးနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စမျိုးတွေ ကောင်းတယ်လို့ကိုလုံးမဲ့ကင်မဲ့ကိစ္စမျိုးတွေကိုလည်းကိုယ့်ရဲ့နားလေတက်ကြွတဲ့ပညာရှိတွေအကြံပေးမဲ့သူတွေနဲ့တိုင်ပင်ပြီးလုံးမလာဒီနှစ်ကပုံမအဆင်ပြေလွယ်တာကိုတွေ့ရပါတယ်တတိထားမဲ့ကိစ္စကပေါင်းတင်ဆက်ဆံရေးလူမှုဆက်ဆံရေးနယ်ပယ်တွေမှာဟိုအခြားမိတ်ဆွေတငယ်ချင်းတွေကတိုက်တွန်းလို့လှုပ်တဲ့ကိစ္စမျိုးတွေကဒီနှစ်မှာလွဲတာများပါတယ်ဆရာသမားတွေအကြံပေးတာမဟုတ်ဘူးနော် ။အာမိတ်ဆွေတငယ်ချင်းတွေအမေဒီလိုလုပ်လိုက်ပါလား။အဲမိဟိုလိုလုပ်လိုက်ပါလား။အေးအဲ့လိုမျိုးတွေကိုတတ်နိုင်တဲ့လောက်ချင့်ကြယ်ပြီးမှယုံမှာ။အဲ့တော့မိတ်ဆွေတငယ်ချင်းတွေဟိုတိုက်တုံးတွေဒီတိုက်တုံးတွေသူတို့ပြောလို့ဟုံနှုံနှုံလုပ်လိုက်တဲ့ကိစ္စတွေအဆင်မပြေဘူး။နော်သိသိချင်းနဲ့အဲ့တော့အဲ့လိုလုပ်လိုက်မိရင်ချင်းနေမကောင်းဘူး။ဒါကြောင့်ကျွန်တော်တို့ကချင်းကျက်တစ်ခုကိုအပြောင်းလဲလုတ်တော့မယ်ဆိုအဲ့ဒီအပြောင်းလဲကကိုယ်စိတ်ထဲကလှုပ်ချင်တဲ့စိတ်ရှိလို့လှုပ်တာလို့အပေါင်းအသင်းကပြောလို့မိတ်ဆွေကပြောလို့တငယ်ချင်းကပြောလို့ညီကောင်မောင်နှမကပြောလို့ရွှေမျိုးတွေကပြောလို့ဆိုတဲ့ကိစ္စမျိုးတွေမှာ အခက်အခဲအတားအဆီးတွေဖြစ်ပြီးထင်သလောက်လည်းအဆင်မပြေပါဘူးကွာဆိုတဲ့ပုံစံမျိုးဖြစ်သွားတတ်ပါတယ်ဒါလေးကိုလည်းကျွန်တော်သိထားစေချင်ပါတယ်အဲဒီလောက်လေးပဲကျွန်တော်ပြောပြရသည်ဗီဒီယိုရိုင်းရှေ့သွားမှာဖြစ်တဲ့အတွက်အားလုံးပဲနှစ်ဆန်တရက်ကစလို့အဆင်ပြေမှုတွေအောင်မြင်မှုတွေစိတ်ချမ်းသာမှုတွေစိတ်ပင်ပန်းမှုတွေတောကဒုက္ခတွေကင်းထန်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ